ကချင်ပြည်နယ်မစ်တနာဘူတာအောက်သွားကားလမ်းနေရာတချို့မှာတိုက်ပွဲအခြေအနေများကြောင့်လမ်းပိုင်းကို9ရက်ကြာခေတ္တရာကြီးပိတ်ထားခဲ့ရမှာအော်တိုဘာလ29ရက်နေ့နနက်ပိုင်းမှာစ၍ပြန်လည်သွာလာခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့ကားသမားများထံမှသိရပါတယ်။တမတော်ဘက်မှတိုက်ပွဲအခြေအနေများကြောင့်အာလန်အုပ်စုလမုံစုဂျေရွာတမတော်စစ်စေးရေးဂိမ်းပေါင်းအစင်းအတက်ကားများကိုပိတ်ထားခဲ့ရမှာအော်တိုဘာလ29ရက်နေ့မှာပုံမှန်အတိုင်းသွာလာခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့မြစ်တနာဘူတာကိုကားလိုင်းပြေးဆွဲနေသူတို့ကပြောပါတယ်။ လွန်ခဲ့တဲ့23ရက်နေ့ခဲကလမုံစုဂိတ်မှာပိတ်ထားတော့နိဆက်ရရွာတွေမှာနေပြီးမှစောင့်နေကြတဲ့ကားသမားတွေခီးတယ်တွေလည်းရှိတယ်။ဒီနေ့တော့ကားသွားလို့ရပြီဆိုတာကြောင့်ကားတွေတော်များများဆင်းလာကြတယ်။အသက်ကားတွေလည်းတော်လာခွင့်ရပြီလို့သူကဆိုပါတယ်။ဒေတာတခုရဲ့စီးပွားရေးတိုးတက်မှုဟာကုန်တယ်ရည်အပေါ်များစွာမူတည်တဲ့အတွေ့အကြုံကားလမ်းများကိုတတ်နိုင်သမျှပြက်လက်မှုမရှိစေရန်သက်ဆိုင်ရာအနေဖြင့်ဆောင်ရွက်ပေးစီလိုတယ်လို့ပူတာအိုဒေတာခန်တို့ကပြောပါတယ်။ ိတ်ပွဲတွေဖြစ်လာပြီဆိုရင်ကားလမ်းတွေပိတ်တယ်။အခုလိုယာယီခဏလောက်ပဲပိတ်တာကကိစ္စမရှိပေမဲ့ပိတ်ရကြရင်တော့ကုန်စည်ပြက်လက်မှုတွေနဲ့ကြုံရတယ်။ဒီလိုကုန်စည်ပြက်လက်ရင်လည်းကုန်စည်နှုန်းမြင့်တက်တဲ့ဒဏ်တွေကိုခံရမှာကပြည်သူတွေပဲဖြစ်ပါတယ်။ဒါကြောင့်ကားလမ်းတွေကိုလည်းအရင်လိုလှနေချီပြီးမပိတ်ဖို့ပဲမျှော်လင့်ပါတယ်လို့သူကဆိုပါတယ်။ အလာဒူပြီးခဲ့တဲ့2024ခုနှစ်ကလည်း KNEBDA အဖွဲ့တို့မှစွန်ပရာဘုံမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့၍မြစ်တနာပူတာကိုကာလန်ပိုင်းအောင်မတ်လမှစတင်ကောင်၃လခန့်ဖြတ်တန်းသွားလာခွင့်ပိတ်ထားခဲ့ပြီးဒေသခံပြည်သူများမှကုန်စည်ပြတ်လတ်မှုများ၊ကုန်စည်နှုန်းမြင့်တက်မှုများနဲ့ကြုံတွေ့ခဲ့ရတယ်လို့လည်းသိရပါဗျ။